အားလုံးပဲမင်္ဂလာပါရှင်။စာရေးဆရာဝန်းနိုင်ရေးသားတဲ့ရှားဘုံတော်ကလေးဆိုတဲ့ဝိထုတိုလေးကိုဖတ်ပြပေးသွားမှာဖြစ်ပါတယ်ရှင်။မြို့ကိုတန်းစဉ်အားလုံးကမျောလင်းခဲ့တဲ့အတိုင်းရှားဘုံတော်လေးဖွင့်ရမှာခြေအေးဝမ်းရောင်ခွေးဟောင်ပြန်ပြေးဆိုတဲ့အတိုင်းပဲ။ခုတခါလဲခမရအသေးကွဲခဲ့ရလို့အတိတ်ကိုမမေ့တတ်နိုင်တဲ့သူပြီးပြီးမစားနိုင်မတောက်နိုင် တပိမ့်ပိမ့်တလိမ့်လိမ့်ဖြစ်နေပြန်ပြီဆိုတာကျွန်တော်ကြားပြီးပါပြီ။ အင်းရသူကိုမှ အစင်းစားမကူပဲအကဲမပါသူ ခမားလိုလူက သွားစားရတာအံ့ပါဗျာကျုပ်ဒီလိုရေးလိုက်လို့လဲတက္ကသိုလ်အင်းရသူတွေကညူဆူကြမလားမသိအမှန်ကအင်းရသူဆိုတာခမားတို့ကျုပ်တို့တီထားကြတယ်ရန်ကုန်တက္ကသိုလ်ဥပဇာအထက်တန်းကမတ်ရွှေပပလေးတယောက်ပါဘာကြောင့်အင်းရသူလို့တင်စားပြီးခေါ်ထားရတယ်ဆိုတာခမားလည်းအသိကျုပ်လည်းအသိမို့ ်ထွေထွေထူးထူးရေးစရာမလိုပါဘူးကျုပ်အခုရေးလိုက်ရတဲ့အကြောင်းကမောင်ရင့်ကို အဖြစ်မှန်ပုံမြင်လေးတစ်ခုပြောပြခြင်းလို့ဆိုပါတော့အဲ့ဒီပုံမြင်တဲ့ကပါတဲ့ဇက်လိုက်ဟာမောင်ရင်နဲ့ဘလောက်တူရလဲဆိုတာမောင်ရင်ပါတာပဲနှိုင်းရှင်ကြည့်ပြီးတော့ရှင်းရှင်းရေးရရင် တစိတ်ထဲနဲ့နှစ်ရုပ်ခွဲထားတဲ့ဒီပုံထဲကဒီပဲပါပဲဒီတော့ပုံမြင်လေးဟာခမည်းနဲ့ဘလို့တက်ဆိုင်ပြီးဘလို့အကျိုးပြုနိုင်မဲဆိုတာ ပုံဆုံးတဲ့အခါတွေးတာယူပေတော့ကဲကြားပါရယ်ဗျာဟိုးရှိရှိရပောင်း200ကျော်လောက်တုန်းကဆိုပါတော့ကိုစံလွင်ကစောင်းရသည်ကိုပင်ဒေါသထွန်းစိတ်ပြက်လာသည်ခဏလေးဆိုပြီးဝင်သွားလိုက်သည်ကိုကြီးမောင်မှာ9မိနစ်နဲ့လဲပေါ်မလား10မိနစ်နဲ့လဲပေါ်မလားနိုင်ဝတ်ပင်ရှိပေတော့မည်သူ့အကြံစီက7နိုင်ခွဲကထွက်လင်းရန်ကုန်တဲကို 17နာရီမိနစ်50မှာရောက်10မိနစ်လောက်စာအုပ်ဆိုင်မှာအချိန်ဖြုန်းမိနစ်20လုံးလုံးရောင်စိန်တွင်ပေါက်စီတစ်လုံးနဲ့ကော်ဖီတစ်ခွက်ကိုစိန်ခံစားပြီးတော့ရုပ်ရှင်ရုံသွားပြီးရုပ်ရှင်ကြည့်ဟူ၍မဟာစီမံကိန်းကြီးချထားပေသည်ယခုပုံဆိုလင်ရုပ်ရှင်ကိုအပြေးလွှားသွားပြီးလက်မှတ်ရဖို့ကိုပင်မနှဲစူးစားရပေမည်အဲ့လေကွယ်ရပါတယ်ဆိုနေမှ အလိုလိုနေရင်ဒေါသထွက်နေရသည့်အထဲကအခန်းထဲမှာညူတန်တာတန်ခရာတန်များရားကြီးကြီးထွက်လာတော့ကကိုဆန်းလွင်မှာမျက်ထောင်ကြီးနီလာသည့်အထိဒေါသများလှိုင်းခတ်လာတော့သည်တဲဒီကိုကြီးမောင်ဟာဘာများလုပ်နေပါလဲကိုဆန်းလွင်က အပြေးလွှားတွေးလိုက်ရင်းကဗျို့ကိုကြီးမောင်အချိန်နီးနေပြီဗျဟုတ်လှမ်းအော်မိရက်သားဖြစ်သွားလေသည် ထိုအတန်းကြောင့်အခန်းထဲမှအတန်းများရုတ်တရက်ငြိမ်ကြသွားကာအဟင်းဟင်းဟုရစနိုးရည်တန်းလေးပေါ်လာပြီးနောက်ဟာဆန်လွင်ကြီးပါလား sorry ကွာငါမေ့နေလိုက်တာဟူသောအတန်းဝါကြီးနေတူကိုကြီးမောင်ကပြုံးဖြဲဖြဲလုပ်ရင်ပေါ်လာတော့ဤဘဲနဲ့လောက်တာလဲဗျအခု၁၂နာရီထိုးတော့မယ်လမ်းထိပ်အတွက်ဘတ်စကားစီးရမှာနဲ့ရန်ကုန်နဲ့ရောက်ဖို့အနည်းဆုံးမိနစ်20သွားရမှာ ခမရဟာကလက်မှတ်တောင်ရပါတော့မလားမသိဘူးအေးကွာ sorry ကွာဒါတဲ့ဆန်လွင်ကြီးရေငါမလိုက်တော့ဘူးမင်းတယောက်တည်းပဲသွားပြီတော့ညာဟိဟိပထမတော့ငါကအကြည်သူ့အမေအိမ်မက်သွားလဲဦးမယ်ဆိုလို့ငါတယောက်တည်းပြင်းနေမှာဆိုပြီးလိုက်မလို့ပြောတာကွာခုတော့ तू ကမသွားတော့ဘူးဆိုတာနဲ့ငါလဲဟိဟိဟာဗျာဒီလိုဆိုလဲစောစောတဲ့ကထွက်ပြောရော့ပေါ့ဟိဟိငါလဲထွက်ပြောဖို့ပဲကွာ ဒါပေမဲ့အခန်းထဲရောက်သွားတော့မင်းကိုလုံးလုံးမေ့သွားတာနဲ့ဟဲဟဲမင်းလည်းကိုချင်းစာကြည့်အောင်ပေါ့ကွာဘာဗျဘာကိုချင်းစာကြည့်ရမှာလဲငါမှမိမနဲ့ကွာရစားရှိသေးတော့အဲ့ဒါနဲ့ဘာဆိုင်လို့လဲဗျကိုဆန်လွင်က မျက်နှာကြီးတုံတုံမုံမုံနဲ့ပြောပြောဆူဆူထားလိုက်ရာ ကိုကြီးမောင်က အာဝကွာဟုသောနွားတကောင်ကိုကြည်မျိုးနဲ့ကြည်ကကိုဆန်လွင်နာနာတို့ကက်လျံဒဲတို့ကြီးပြောပြလိုက်လေ၏ ထိုအခါမှကိုဆန်လွင်က ပြုံးပြီးပြီးနေမျက်နာကြီးနှီးသွားကအဟိဟိဟုရည်ရင်နှုတ်ဆက်ထွက်ခွာသွားတော်သည်ကိုဆန်လွင်ကအာသမြထိတ်ခေါင်ထူပိမ့်ပိမ့်ဘွေးရမောင်ဖြစ်၏အသက်သာ30နာကတ်လာပြီဖြစ်တော်လဲမြောက်မပွန်းသေးသော လူမျိုးကြီးဘဝနှင့်ဆက်လက်ချီတက်ဆဲပင်ဖြစ်သည်ယခုလည်းကိုကြီးမောင်တို့လိုရာဃာစလင်းမရာကြောင့်ဘလို့မှရိတ်စားနားလေခြင်းမရှိပဲ အတင်းတော့ပွားခဲ့ရသည်ကိုကြီးမောင်ကတိုးတိုးလေးရှင်းပြတော့မှနေရင်ပရင်ပူထူသွားအောင်ရှက်ပြုံပြုံကြီးဖြစ်ခဲ့ကလမ်းတစ်လျှောက်လုံးတစိမ့်စိမ့်တွေးပြီးရင်ထဲနှွေးတလိုလိုဖြစ်နေတော့သည် ဟောဗျအတွေးတက်တန်းကစူတူးပန်ယုံ အောက်ရောက်တော့မှကုံဆုံးတော့သည်လူပြည့်ပြီဟုသော ဆိုင်းဘုတ်က စီးကြိုနေသဖြင့်တအားခဲပြီးလာခဲ့ရသည်စုံနောက်ကားကို မကြည့်ရတော့ပဲကိုကြီးမောင်ကို တတိယကျင်းစဲမိပြန်တော့သည်အဲထူးပါဦးလေကမာရွတ်တော်မပြန်ရှင်တော့ဘူးမျိုးရဲရောက်မှာပဲဘယ်ယုံဖြစ်ဖြစ်ဝင်ကြည့်ရတော့မှာပဲဟိုမတက်မတာစိတ်ပိုင်းဖြက်က နီးဆက်ရဘရင်ယုံတွင်ဒုတိယကျင်းယုံပြန်တင်လာသည့်ကားဟောင်းတစ်ခုကိုသာဝင်ကြည့်လိုက်ရတော့သည်ဆယ်နှစ်နာရီလဲခွဲနေ၍ကြုံရယုံကိုဝင်လိုက်ရခြင်းဖြစ်ရာ စိတ်မတက်မတာနဲ့ဆောင်းဆောင်းအောင်းအောင်းကြည်နေရာကအားလက်ချိန်ဆေး၍ ဇက်ကားဆလာတော့ခါကိုစံလွင်ဤမျက်လုံးများတစားစားပြူးကျယ်လာကရင်မာလဲတရိတ်တွေခုံလာတော့သည်ကိုကြီးမောင်အိမ်တုန်းကပြုံးပြီးပြီးနေမျက်နာကြီးနီရဲရသည့်အဖြစ်မျိုးလှက်လက်လှက်လက်နေရင်ခုန်ခဲ့ရသည့်အဖြစ်မျိုးကိုယခုကြုံရပြန်ကြည့်ပြီပိတ်ကားပေါ်မှအယုံများကိုတစ်ခုနဲ့တစ်ခုအဆက်ပြတ်သွားမည်ဆိုသည်အလားဒွိစက်ခုအကုန်ဖြဲကမလုတ်ဘဲစိုက်ချီနေမိတော့၏ ဤမြအစွမ်းထက်တဲ့နေကိုစံတွင် အသက်ရှူမေးမတန်ဇောတဖြတ်ဖြတ်ဖြစ်စေသည့်တကိုးတော်ရှင်ကပိတ်ကားပေါ်ဇကားတွင်မှ အဖော်အပြတွင်ကြော်လှသည့်ဘားတော်မင်းသမီးပင်သည်မိမဆိုလင် ခြေသလုံးဝဝဝင်းဝင်းလေးကိုပင် အာရပါရမမြင်ရဲခဲ့သော ကိုစံလွင်ခမညာဘသူဘသူမှရက်ကြောက်အာမနာပဲတော်ဝါကြီးရှူစားနေကြသည့်ရုပ်ရှင်ယုံထဲတွင် ဘားတော်ဤရှိုက်ကြီးဖုန်ငယ်အသွဲသွဲကိုဟဲကနေဟာကနေဖြစ်သွားအောင်ခြူစားရသောအခါရင်ထဲတွင် ပူးဆက်ပူလောင် ဖြစ်လာတော့၏ပါဇက်အဟောင်းသာ မျက်စိအပြူးသားနှင့်သာ အတို့ချကြည့်နေရတော့၏ပြီးပါပြီဟုသော စာလန်းပေါ်လာပြီးနောက်တယုံလုံးမိထိန်တွင်ပြန်လဲလာသောအခါအနီးပါးမှကြည့်သူများတွေတွင်အတိမိတ်ဆွေများပါလိမ့်လားဟုစိုးရိမ်စိတ်ဖြင့်ရှက်အံ့အံ့အကဲခတ်လိုက်ရင် အပေါဝါတို့ တကြိုးတည်းတုတ်ချီတင်လာခဲ့သည်လမ်းပေါ်မှာလှုပ်ရှားနေသောလူအုပ်ကြားထဲသို့တိုးဝင်မိသောအခါမှနေသာထိုင်သာရှိသွားတော်သည်ထို့သောရင်ထဲမှပူဆက်ပူလောင်ခန်းစားချက်ကမပြေသည့်ပြင်တိုးပွားလာသည်ဟုထင်မိ၏အာဟုတ်ပြီကိုဆန်လွင်ကသူ့အုံနောက်ကိုပင် အတွေးကောင်းလာကြည်လားဟုကြေး၍ချီးမောလိုက်မိသည်ကိုကြီးမောင်ကအမောင်တွင်မှကျမကိုတွေ့ တကုံများနံဖဲမွေရာစသော လုံးချင်းဝတ္ထုများကိုပြုစုခဲ့သည်မဟာစာရေးဆရာကြီး၏ညီရင်းဖြစ်၏သူအကိုမှာမကြသေးမီကပင်နိုင်ငံတော်အစိုးရ၏ဗန္ဒာတော်ငွေအဖြစ်အသက်ပြား90ကို ပူဇော်တန်ချခံခဲ့ရသူဖြစ်၏သူထံမှ အနီလိုစာအုပ်များရှီကောင်းရှိမည်ဖြစ်ရာငှားပြီးယနေ့ညမိုးပင်လင်းစေရော့ဖက်ကြည့်အောင်တော်မည်ဟု ကိုစံလွင်ကပိုင်းဖြတ်လိုက်တော်သည် တဲအိမ်လုံးကငင်းချက်သားကောင်းနေသဖြင့်အဲကမ်းမှာ အတွင်ကမ်းဘတ်တို့ခေါင်းပြူလိုက်ရင်မြို့ကိုင်းမောင်ဟိုမရဲတရဲခေါ်လိုက်မိလေသည်ရှင်ဘသူလဲအတွင်ကမ်းမှာကြည်လင်ချိုရေးသောတန်ကို တုံပြန်ကြားရသောအခါကိုဆန်လွင်ခမတုံငနေဖြစ်သွားမိသည်အတန်နှင့်မရှိမနှောင်းပင်တည့်ရစ်စွင်ကအစင်းမြင့်ဖွင့်ထွားသော အမျိုးသမီးတူထွက်လာသောအခါကိုဆန်လွင်မှာ ပါဇက်အဟောင်းသားရှိသွားတော်သည်ရုပ်ရှင်တွေကဘာရောနှင့်ဆိုလင်ရေကူးအဝတ်နှင့်ထမေရင်ရှားသာကွာ၏ဖွင့်မုံထွားပုံချင်းကမချာအသေးရစပွဲပင်ဖြစ်သည် ရှင်ဘသူအတွေ့ကျင်လို့ပါလဲပြေသောဖြိုးသောချောသောမွတ်သောဝင်းသောဝါသောအလာတုံးအလာခဲများကိုစူးစူးရဲရဲငေးနေမိသည် ကိုစံလွင်ကမှင်တက်မိနေရာမှာတရိပ်ပြန်ဝင်လာတော့သည်အော် အဲကျွန်တော်ကိုကြီးမောင်တို့တွေ့ကျင်လို့ပါ။ဩအကိုတို့လား။သူတို့စောစောတည်းကပဲအပြင်းသွားကြတယ်။ဟင်ဟုတ်လား။စောစောတုန်းကကျွန်တော်လာတုန်းကသူတို့ဒီမှာဟိုကိုမသွားကြဘူးဆိုပြီးကိုဆန်းလွင်ကအထစ်ထစ်ငုံငုံဖြစ်နေဒီကိုအမျိုးသမီးကပြုံးရင်ဟုတ်တယ်ရှင်။စေကူးပေါက်ပြီးကောက်ထွက်သွားကြတာ။လူလည်းဒီကိုအလဲလာတာ။အကိုတို့ကမမကြီးအမေအိမ်မခဏဆိုပြီးအိမ်ဆောင်မှုညှင်းသွားတာနဲ့ဟဲဟဲ ဟုရင်းရင်းနှီးနှီးရှင်းပြနေသဖြင့်ကိုစံလွင် ခမသွားဖြဲပြလိုက်ရလေသည်ကဲအကိုတို့ကမကြခင်ပြန်လာကြပါပါ တွေ့စရာရှိရင်ခဏထိုင်စားအောင်လေနှုကအိုင်အိုင်ရှိတာနဲ့ရေချိုးမလို့လုံနေတာဩအဲကိစ္စမရှိပါဘူးခမကျွန်တော်ညနေကျမှလာပါတော့မယ်လူရိုးကြီးကိုစံလွင်က စကလုံးတဲခွဲအောင်မင်းမပြောနိုင်တော့ပဲအိမ်ထဲမှာခြာကနေလှည့်ထွက်ခဲ့တော်သည်ကိုကြီးမောင်တွင် ။တလောက်လာသည့်နှမရှိမှန်တည်သောအခါကိုဆန်လွင်ကကိုကြီးမောင်အိမ်မက်ရခင်ကထံအခောက်ရီပိုးတွက်အောင်ဝင်ထက်သွားလာတော်သည်။အခါခတ်သိမ်းမတွေ့နိုင်သည့်ထောင်းအလေပတ်လာသည့်အခါတိုင်းစုံစည်းမိအောင်ကိုဆန်လွင်က တနေ့တစ်ခါကိုကြီးအောင်တို့အိမ်သို့မှန်မှန်ရောက်လိရှိတော်သည်။တယောက်ကိုတယောက်ချစ်ပြီးကြိုက်ပြီးဟုဖွင့်သာမပြောကြသေးတော်လဲမျက်လုံးချင်းတော့တည်နေကြပြီ။နုကလည်း မစွမ်းရင်းကလည်းရှိကစုံငင်းကလည်းညှိတော်မီအရေးရောင်များပြနေပြီဟုကိုဆန်လွင်ကတထစ်ချယူဆပြီးရင်ထဲ၌ကလားဖျားပွဲကြီးလှည့်နေတော်သည်ထင်လဲထင်စရာပဲကိုဆန်လင်းနှင့်မထင်မမှတ်ပဲတွေ့ဆုံခဲ့ရသည့်နောက်ပိုင်းတွင်နူးကရမဲရှာ၍သူ့အကိုအိမ်သို့လာတတ်၏တခါတရံတရက်စနှစ်ရက်စဆိုသလိုညအိမ်ညက်နေပြီးနေသွားတတ်သေးသည် တခါကဆိုလေနုကိုအိမ်ဆောင်ထားခဲ့ပြီးကိုကြီးမောင်တို့လင်မယာဖျားဖူးကြစေကိုဆန်လွင်ရောက်သွားခဲ့၏အင်းမလုံအင်းမလုံစာအုပ်ကြီးတအုပ်နှင့်ငုတ်တုတ်ထိုင်ရင်းကတခါတခါခိုးချောင်ခိုးဝံလက်ခနဲကြည့်နေတတ်သော ကိုဆန်လွင်ကိုနုကဝမ်းထဲမှကြိတ်ပြုံးပြုံးမိကရေလာမြောင်းပေးစကားပေးခဲ့၏သို့တော်ကိုဆန်လွင်ကအာသာတက်မှတ်သောမျက်လုံးများဖြင့်မော်ကြည့်ယုံအင်းလက်ယုံမှတပါး လှုပ်ရှားတော့သူမဖြစ်ခဲ့ခြင်းရင်ထဲတွင်တက်ပြင်းချင်းချင်းချပြီးနှုတ်ဆက်၍သာပြန်ခဲ့လေသည် အမှန်တော့ကိုဆန်းလွင်ပြန်သွားပြီးသည့်နောက်တွင်နှုကအိမ်ခန်းတွင်မှအိယာရဲပြေးသွား၍ခေါင်းကြီးတစ်လုံးကို ကိုင်းဆောင်ရင်ရှင်နွားလားယဟန္တာလားဟုမချစ်မရဲနှင့်ဒေါထာနေလေသည် မလီစဲမကွဲမထောက်မေဖြောင်းချက်ပေးရမည်ဆိုလေကိုဆန်းလွင်သည် နွားလည်းမဟုတ် ယဟန်နာလည်းမဟုတ်ပေ။နုပြစ်လိုက်သောမြားချက်တိုင်းပင်သူအသေးတွင်နှိမ့်ဆိုင်ကုန်တော်သည်။ထို့ကြောင့်ရှင်ထဲမှဆိုင်ခဲကို ဖြီထုတ်ပြသရန်အတွက်ဇာယေးစကူပေါ်တွင်အခရာတင်တော်၏။ကိုဆန်လွင်အနေနှင့်ရေးရာတွင်ပင်မန်း၏၊ပေးရာတွင်ရွံ့မိ၏။ထို့တိုင်နုလက်ထဲသို့မူစာတိုင်းဆိုင်ဆိုင်မြိုင်မြိုင်ရောက်သွားလေသည်။ရောက်သည်မစာရီအနေနဲ့မူမြေသည့်မိန်ကလေးကားမှာ နှစ်သက်သဘောကျမိစာမျိုးကမဟုတ်ချေ။နုခမည်းကိုကျုပ်သိစ်ချစ်တယ်ဗျာ။အဲ့ဒါခမည်းသဘောသိပြရစီ။အစအစရှိသောစာမျိုးသည်ယခုလိုအတိုးတက်ဆုံးဂျက်ခစ်တွင်နုအနေနှင့်တောင်းတသောစာမျိုးမဟုတ်။အပြိုပေါ်ဝင်စကလေးကတတာတဲ့တာအလှပြင်ခဲ့ရသည်မှလည်းဤစာမျိုးအပေးခံရရေးအတွက်မဟုတ်ချေ။ပန်းချက်ကလေးများပမာတစ်ချက်ပြီးတစ်ချက်စူယုံ၍၎င်း ပန်းပွင့်လေးများပမာတပွင့်မီးတပွင့်တီကုံး၍၎င်းနုဖက်ညံ့ညောသော စာမျိုးကိုသာနုကမျောလင်းမိသည်သို့သောအကယ်၍ကိုစံလွင်က မွေးရက်နဲ့ကြိုင်ခြေရက်နဲ့လှိုင်းသော စာမျိုးပေးလာလေလေနုကကြည်ပြူမီမဟုတ်ရီတူချစ်တုံပြန်ရမည်သူကိုဒီရွယ်ရောက်မှမရှိဘဲနေနိုင်ခဲ့အန်နီစင်စက်အားဖြင့်နုကနှုံလှယိုးလှသော ကိုစံလွင်ထံမှစာများကို တစောင်မီးတစောင်ရနေသည့်အထိကြည်ကောင်းကောင်းနဲ့ကြည်နေခဲ့၏နောက်ဆုံးတော့ချောင်းပေါက်မတန်အခေါက်ခေါက်ခါခါလာတက်နေသည့်ကိုစံလွင့်အချင်းတွေကိုအကဲခတ်ကကိုကြီးမောင်ကရည်တလုံးမောတလုံးနဲ့ဟေးစံလွင့်ရမင်းငါးနှမများလာပိုးနေတာလားဒီလိုဆိုရင်စောစောကရှောင်းမောင်သူ့မှာအဆက်ကြီးနေဝါကြုံရင်လက်ထက်တော့မှာဟုတ်တရိပ်ပေးလီမှာကိုစံလွင့်မှာစိတ်ပြက်အာရော့သွားရတော့သည် သို့တော့သူငါ့ကိုရေလာမြောင်းပေးလုံနေတာတွေကဘာသဘောပါလဲဟိုအတွေးလုံးချလိုက်ရင်မေကွန်းထုံမိသည်အဖြေကိုတော့သူမသိတာမန်အဖြေချစ်ကြိုက်သည်ကတခြားစိတ်ကွဲရာတွင်အပျော်ကစားလူသည်ကတဖုံကွဲပြားပုံကို မောင်ဆန်လွင်တကောင့်သာ မခွဲကြတတ်ရှာပြီနှုကိုစူးစား၍မေ့မရသောအခါသမယသည် ကိုဆန်လွင်အဖို့ငရဲပင်ဖြစ်၏ သူ၏အမူအရာများမှာလန်းဆန်းလက်ဆက်ခြင်းမရှိနှေးကွေးလေးလံလာသည်ပင်လေထက်ကောင်းငင်ရံ့တွင် ပြန်ဝဲနေသည့်ငှက်ပမာနားစရာကွက်မရှိဖြစ်နေပြီသည်သို့တော်မထင်မမှတ်ဘဲနေခိုနားစရာနေရာကို တွေ့လာသည်ဝင်းဝင်းလဲ့သည်လက်လက်ဝင်းနေ၏အဝေးမှကြည့်လင်ပေါ်လွင်သောမြခုံပြုံးနေသောနှကံရှုံးလက်လက်မျက်စိအဆုံးကြောင့်ဝင်းဝင်းလဲ့ဟုခွဲခြားပြောနိုင်၏ အနားမကကြည့်လင် ခုံမင်မမောသဘောကျလောက်တော့ရုပ်ရည်ကြောင့်မိမကျော်လေးတူဟုမှတ်ချက်ချကြပေမည်ထိုအလောက်ကိုယခုမှပင် ကိုစံလွင်ကတတိပြုမိတော်သည်ဝင်းဝင်းလေသည် ကိုစံလွင်ထမင်းလာကပေးစားသောအိမ်မှမိမကြီး၏တမီးဖြစ်၏နိုင်ငံတော်အစိုးရငွေစရင်မင်းကြီးဂျုံမှဂျုံအုပ်ကိုစံလွင်အဖို့ကမာယုရက်ွက်တွင်ဈေးပေါ်ပေါ်နှင့်အိမ်ခန်းတစ်ခန်းကားနေပြီး ထမင်းလာက ပေးစားရသည်ကဒုက္ခငြိမ်းသောကြောင့်ဒေါခင်စုအိမ်တွင် ထမင်းလာကပေးစားခဲ့သည် တနေ့နှစ်ကြိမ်ထမင်းစားသွားခဲ့တော့လေဝင်းဝင်းလက်ကိုငယ်ဆောင်ရွေးပင်မကြည့်ဘူးခဲ့ကြီးယခုမှ အစားမမှန်ဖြစ်နေသော ကိုစံလွင့်ကိုမိခင်ဒေါခင်စုက စိတ်ပူပန်သဖြင့်တမီဝင်းဝင်းလက်အားတွားရောက်မေးမြန်းစေရမှယဉ်နိမှုရှိလာခဲ့သဖြင့်သူ့အလားပါကို တွေ့မြင်ခဲ့ရတော့သည်တို့ရရင် ဝင်းဝင်းလေကကိုဆန်လွင်ခိုနားစရာအသေးနေရကိုမူမပေးပိုင်တော့ခြင်းသူလက်ဆက်ရန်ရည်ရွယ်ထားပြီးသူရှိသောကြောင့်ဒီကျွန်တော်ဖြစ်ဗျာဒီမာရီယာဆိုတဲ့ကာဗျာမကို ကြည့်မရပါဘူးကိုဆန်လွင်က ကြီးနေဟင်းတာပမာ အလာချင်း ကွာခြားလာတော့ဝင်းဝင်းလေတို့တန်ရအိမ်တစ်ပတ်ခန်းမှာကာဗျာမလေးအချောင်းကိုမှတ်ချက်ချလိုက်တော့ခါဝင်းဝင်းလေးကပြုံးလေသည်ရုပ်ကိုကနှစ်ပြားမတန်ရတဲ့ထဲ ဖို့ထားလိုက်တဲ့ပေါင်နာတွေကလည်းဖွေးဖွေးကိုကျဲလို့ကတ္တရာလမ်းပေါ်မှုတ်တက်နေတာကြာနေရပဲဒီတခါတော့ပြုံးယုံသားမကပဲဝင်းဝင်းလေးကအတန်ထွက်အောင်ပင်ရှိလေသည်။အော်ကိုဆန်လွေကလည်းသူများသားသမီးကိုဒီလိုချိုးချိုးဖဲ့ဖဲ့မပြောပါနဲ့ရှင်။ဝင်းဝင်းလေးကဒီလိုပြောလိုက်ရတော့လေကိုဆန်လွေပုံခိုင်းဒီမှာမရိုင်းလာကြောင်းကို သူကိုယ်တိုင်ကထောက်ခံလိုပေသည်။အဖေစူပရာအမေအမီနာဘီဘီမှပေါက်ဖွာလာတော့ ။တမီးလေးအနေနဲ့မြေတို့ဖူးဖွေးဖြူနိုင်မည်နီ။အမှန်က ကိုစံလွင့်အနေနဲ့မာရီယာကို မုန်းတီထံဝင်းဝဲလက်အလှကိုတွေ့ဝိုက်စွာ ထုတ်ဖော်ချီးကျူးလိုသောကြောင့်ရန်ရန်ကားကားဝေဖန်နေခြင်းဖြစ်သည်။သူ့စိတ်ထဲဝင်းဝဲလက်လှပုံပပုံကို ထုံးဖွဲ့မကုံဖြစ်နေသည်။ဤသို့တွေ့ဝိုက်စွာချီးကျူးထောမနာပြုသည့်ကြားကအတနာခံသောစကားလုံးများကိုပြစ်တွင်းလာသည်။ဝင်းဝဲလက်တွင် ရီမန်းပြီးသူရီမန်းတည့်ရက်နဲ့ပင်ရင်ထဲမှာပေါက်ကွဲတော့မြည်အချစ်တန်းကြောင့်တခါတရံစကားကြုံလာရသည် တခါတော့ကိုစံလွင့်ဖို့ကန်စားတာဆန်းထသည်ဟု ဆိုရခြင်းမီယုံမအပြန်မိုးမိပြီးအိရာနဲ့လဲတော်သည်ထမဲတနက်လာမစားနှစ်နက်လာမစားနှင့်အနက်များလာသောအခါထုံးစံအတိုင်းဒေါခင်စုကစုံစမ်းမိမြန်ရန်သမီးကိုဆေးလွှတ်လိုက်သည်ဟင် ကိုစံလင်းဖျားနေတာပါလားမှန်စံတော်တော်ကိုပူတယ်ထင်တယ်အိယာတဲ့လဲနေသည်ကိုစံလင်းကို တွေ့တော့ခါဝင်းဝင်းလေးကအာအတင်စွာဆို၏ပြီးတော့နူးညံ့သောလဝါလေးနှင့်ကိုစံလင်းနှစ်ဖူးပြင်ကိုစမ်းကြည့်လေသည်ပြီးတော့အိယာဘေးမှချွေးထုတ်ဆေးကို ဖြီကတရုတ်တရပွေးပိုက်၍တိုက်ချေသေးသည် ကိုစံလင်းသည်အပြားသွေးကြောင့်ရီဝင်နေသည့်မျက်လုံးအစုံနှင့် ဝင်းဝဲလေအားရှေရှောဆာဆာကြည်လိုက်၏ဝင်းဝဲလေ၏မျက်နာတွင်ချစ်ရိတ်ချင်းငွေတွင်တန်းနေသည်ဟု သူကယူဆလိုက်သည် တကယ်တော့သူ့အထင်သည် ပါစင်အောင်တော့မလွဲကြီးအိယာပေါ်တွင် ပက်လက်လေးလဲနေသည်သူသည် ကိုစံလွင်ဟုမမြင်သူချစ်သူဟုဝင်းဝဲလေကမြင်နေသည်သားတဲ့အမေတိုင်းကခလေးမြင်လင်ချစ်ခင်မိသလိုအချစ်ရည်လူထားသည် မာတတော်ဝါတိုင်းကဖိုတတော်ဝါတိုင်းကို ဂျူးရကျင်နာမိခြင်းဖြစ်၏။အော်ဒါတဲ့ကိုဆန်လွင့်ကိုတခုပြောရအောင်မယ်။ကျမတို့အိမ်မေးကမာရီယာလေ။သူလုပ်တဲ့ကုမ္ပဏီကသူ့ဤစားနဲ့ကွဲသွားကြပြီတဲ့။ဝင်းဝင်းလေးကကိုဆန်လွင့်ဤစူးရှာတော့အကြည့်ကြောင်းပါဇက်တဲတွေ့ရာအကြောင်းတခုကိုကောက်ပြောလိုက်မိ၏။ကိုဆန်လွင့်ကမူဂယုပင်မထားလိုက်ပဲဝင်းဝင်းလေးဤလက်တစ်ဖက်ကိုအตาရဆွဲယူလိုက်ကဝင်းဝင်းကိုချစ်တယ်ကွယ်။ဟူ ထစ်ထင်းငော့ငော့ကြီးပြောချလိုက်လေသည်ဝုံဝင်းလဲမှာမျက်နှာရဲကနေဖြစ်သွားပြီးငုံကြည့်လိုက်တော့ခါစာအောက်တွင်ခေါင်းရှူရင်တဖက်သို့ဆောင်းရဲသွားသောကိုစံလွင့်ကို တွေ့လိုက်ရသည်ဘယ်နဲ့လူပါလဲဘယ်နဲ့ဟုစိတ်ထဲမှတွေးမိရင်ဝုံဝင်းလဲသည် အခန်းပြင်ဘက်သို့အပြေးကလေးထွက်သွားတော်သည်ဤသတင်းကိုကြားလိုက်ရသောအခါအားလုံးက မဟာပထဝီမြေကြီး တုံဤသွားသည်ဟုထင်မိကြ၏။တရင်က ကိုဆန်လွင်တယောက်မာရီယာနှင့်အဟုတ်အမှန်တကယ်ချစ်ကြိုက်သွားကြခြင်းပင်ဖြစ်၏။ဖြုံးကနေတော့မိတ်ဆွေတိုင်းကမယုံကြပေ။တို့ရရင်ကိုဆန်လွင်က မာရီယာနှင့် သွားတူလားတူ တွေးနေရသောအခါမှနားစရာတကွက်မရှိပေ။ပင်လယ်ထက်ကောင်းကင်ရံတွင် ပြန်ဝဲနေသည့်ငှက်ပမာဖြစ်နေရှာသောကိုဆန်လွင်ကနာမိနာယာ စင်သေးကောင်ပေါ်တွင်နားလိုက်ပြီးဟုဆက်ဆက်ယူကြရတော်သည်အမှန်ကကိုဆန်လွင့်တွင်နူးညံ့သိမ့်မွေပျော်ပြောင်းသော အသေးရှိ၏တစုံတယောက်သောသူတွင်ခြေခွဲစရာအမှုကိစ္စပေါ်လာလင်သူကပါဝင်ရောက်၍ခြေခွဲပေး၏ယခုလည်းအချစ်ဤစွန့်ပစ်ခြင်းခံနေရသော မာရိယအသေးကို သူ့အချစ်နှင့်ဖေးမှထွေးပတ်ပေးလိုက်ခြင်းဖြစ်ပေသည်ယခင်ကသူတစက်မြကြီးမရခဲ့သောမာရိယကို မရွှေညွန့်ပူပုံပန်းဖြစ်နေတွေ့ရသောအခါတနာစိတ်ရိုးဖိတ်ခဲ့ခြင်းမည်သည်သို့သော မာရီယာတယောက်သူ့ကြီးစားနဲ့ကွဲသွားကြပြီတဲ့ဟုဝင်းဝင်းလက်တင်းပေးစဉ်ကနမတ်၁၂ယောက်မြောက်ကြီးစားဟုဝင်းဝင်းလက်မပြောခဲ့သေးကကိုစံလွင့်ဖို့ပြတနာပေါ်လာမိအကြောင်းရင်းပင်ဖြစ်၏မာရီယာသည် ရုပ်ကမလာတော့လေအစင်အပြင်အသွင်အနေထားကဖြစ်ဒေါမလီဘမှာ ကြွားရရွာရှိလာသည်ကုလသမဂ္ဂမှမြမပြည်သို့ဆေလွတ်သည်ပါရဂူကြီးတဦးယုံတော်တွင် အထက်တန်းလက်ရည်တို့လက်နှိပ်ဆက်ဆရေးမှဖြစ်၍လာကကောင်းသောကြောင့်မာရီယာမှာတာမန်ဆရေးမလေးများထံဝင်နိုင်စားနိုင် ချဲလေစင်တနိုင်၏ထို့ကြောင့်ဝိဤစားသုံးလိုသော ပြာပရုံတွေက တရေဝဲဝဲရှိခဲ့ရသည်ကိုတော့လေရီးစားတထောင်လင်းကောင်တယောက်ဆိုတဲ့ဗမာစကားတိုင်း တယောက်ပြီးတယောက်ရွေးပြီးမှလက်ထက်ယူမှာကွာသိလားဟုအခန်းပေါ်ဝင်းဝင်းလေအားမာရီယာကပြောခဲ့ဘူး၏ပြောခဲ့သည့်အတိုင်းလေလက်တွေ့ကျင့်သုံးသူဖြစ်ပေသည်ယခုရီစားနမတ်ပေါင်းလေတော်တော်များလာ၍လင်းကောင်တယောက်ကောက်ယူတော့မီလားမကြခင်ပင်မာရီယာအိမ်အောင်ပြုတော်သည်ကိုစံလွင်နှင့်ကမဟုတ်ပါ အနောက်တိုင်းတလိနှင့်နမဲကိုခံယူသော မာရီယာကအနောက်တိုင်းယူဆရာ 73နံပါတ်ဒီလက်မကောင်းဟုထင်မြင်လေလားမသိ74နံပါတ်မြောင်နောက်တယောက်ဖြစ်သောအမျိုးသားတဦးနှင့်လက်ထပ်လိုက်ခြင်းဖြစ်လေသည် မာရီယာကနှစ်ပါးပြစ်မခွာနိုင် စကားတစ္ဆာတိုင်ခဲ့သည်တို့ကလေအဟုန်နှင့်ရေယမုန်တွင်လွင်ပါကွဲပြောက်ခဲ့ကြပြီလွမ်းမြာထုအဆွေးကျယ်အတွေးနယ်ကွန်ရက်တွင်ကျွန်သက်ဖြစ်မရှိပြီဟု ကိုစံလွင်ကစိတ်ပိုင်းဖြက်လိုက်လေလားမသိ မောင်ရင်လေမင်းတငယ်ချင်းကိုဆန်လွင်တရသူ့ကိုယ်သူတေချောင်းကြံစီတယ်အထမမြောက်ခဲ့ဘူးကံကောင်းလို့ကြော်မကောင်းကြားမကောင်းမဖြစ်တယ်အခုလဲစိုးရင်ရတယ်မင်းသူ့အိမ်သွားပြီးဖြောင်းပြပေးပါအောင်ကြီးမောင်ဟူသောစာကလေးတစာ ကျွန်တော်စီရောက်လာတော့သည် ထိုကြောင့်မင်းအပြေးလွှာသွားရောက်ခဲ့ရ၏သူနှစ်သုံးလေးရက်ကြာမြမခွဲမခွာနေခဲ့ရကတနစ်မမှန်သည့်အချစ်တံကို ကူစားပေးခဲ့ရ၏ထို့အဖြစ်ကရက်ပေါင်း30ခန့်ပင်ကြာခဲ့ကြပြီ တနေ့ကကိုဆန်းရင်းနှင့်ရုပ်ရှင်ရုံတရုံအောက်တွင် တွေ့ပါသည် သူကလက်ဆက်ကြည်လင်သော အပြုံးနှင့်နှုတ်ဆက်၏ကျွန်တော်အရှိကိုမျက်နှာမူတက်နေပြီဗျမှန်ပါသည် အရှိသာလဲကောင်းပါသည် အနောက်ကိုကစူးစား၍မေးမှသာ သူ့အတွက်အသက်ရှိရှိနေနိုင်ပေလိမ့်မည်နားဆင်ပေးသူ အားလုံးကို ကျေးဇူးတူးပဲတင်ရှိပါတယ်ရှင်။